ကစားခွက်တစ်မှာအန်ဝင်မဲ့ဘက်တာမန်လေးကိုခေါ်ယူသွားအောင်မယ်လီဗာပူးအလုံးမဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဒီဘုတ်တဲ့အနေနဲ့မိုဆာလာရဲ့နေရာကိုအစားထိုးဖို့အတွက် တောင်မန်ကစားသမားကောင်းတွေကိုချိန်ရွယ်ပြစ်မှတ်ထားနေတယ်ဆိုတာအလုံးလဲအသိပါပဲ။ပရီးမီးယားလိဘုံမောက်အသင်းရဲ့စီမံညိုကိုလည်းစိတ်ဝင်စားမှုတွေရှိနေပြီးတော့ချင်းကပ်မှုတချို့လှုပ်ဆောင်လာဖို့ရှိပါတယ်။စီမံညိုကတော့ဘယ်တောင်မန်ရောညာတောင်မန်ရောကစားနိုင်တဲ့ကစားသမားတဦးဖြစ်တာကြောင့်လီဗာပူးအသင်းနဲ့ပို့ပြီးတော့အန်ကိုက်မယ်လို့ယူဆရပါတယ်။လီဗာပူးအသင်းဟာမိုဆာလာရဲ့ညာတောင်မန်နေရာအပြင်ကူဒီကပ်ပိုရဲ့ဘယ်တောင်မန်ဘက်ကိုလည်းအားပြည့်ချင်နေတာကြောင့်ပဲဖြစ်ပါတယ်။ အသိအနေနဲ့ပြီးခဲ့တဲ့ဈေးွက်ရာသီတွေကဖေဒါမန်ကစားသမားတဦးကိုခေါ်ယူဖို့နှိစက်ခဲ့ပေမဲ့လို့လဲအသိရဲ့လူငယ်ကစားသမားလေးအန်ဂူမိုဟာကိုအခွင့်အရေးပေးမယ်လို့ဆုံးဖြတ်ခဲ့ပြီးတော့ခေါ်ယူခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီယာတီပွဲတွေစတင်စီမှာတော့နီးပြအမ်စလော့အနေနဲ့လူငယ်ကစားသမားလေးအန်ဂူမိုဟာအပေါ်ကိုယုံကြည်မှုရော့နေနေတာကိုအားလုံးသိထားမိကြပါလိမ့်မယ်။အမှန်အရဆိုရင်ဘဲတောင်မန်နီယာမှာဝစ်ကိုပွဲထုတ်ဖို့ပြီးမယ်။အန်ဂူမိုဟာကတော့ဒီခွင့်အရေးမျိုးကိုမရသေးပါဘူး။ ကစားသမားလေးကခြေစွမ်းကောင်းနေပြသနိုင်ပေမဲ့လည်းအခွင့်အရေးတွေတော့ရရှိခြင်းမရှိသေးပါဘူး။တချို့ပွဲတွေမှာလူစားဝင်ကစားသမားအဖြစ်ဝင်ကစားရတတ်ပါတယ်။တစ်ပတ်မှာကလည်းဒီလိုမျိုး၁၆နှစ်အရွယ်ကစားသမားလေးတဦးအပေါ်ပွဲကစားချိန်အပြည့်အဝမပေးနိုင်ခြင်းကိုလည်းဘသူကမှတော့ထောက်ပြပြောဆိုတာချင်းမရှိပါဘူး။အသင်းပရိသတ်တွေထောက်ပြပြောဆိုနေကြတာကလက်ရှိဘဲတောင်မန်ကိုအပိုင်စားရထားတဲ့ Netherlands ကပ်ပိုးနဲ့ပတ်သက်ပြီးတော့ပါပဲ။ကပ်ပိုးရဲ့ကစားတဲ့ပုံစံအရာ ချို့ပွဲတွေမှာကောင်းမွန်ပေမဲ့လည်းတချို့ပွဲတွေမှာကတော့တာမန်ခြေစွမ်းအောင်ရောက်နေတတ်ပါတယ်။အသင်းကြီးတစ်သက်မှာပွဲထွက်ကစားနေရတဲ့ကစားသမားတဦးအနေနဲ့ပုံမှန်ခြေစွမ်းကောင်းတွေကိုပြသဖို့လိုအပ်ပါတယ်။ဆိုတော့လီဗာပူးအနေနဲ့တခြားရွေးချယ်စရာတွေအဖြစ်ဗက်တာမန်ကစားသမားတဦးကိုလာမယ့်ဈေးကွက်ထဲမှာခေါ်ယူလာနိုင်ခြေရှိနေပါတယ်။မိုဆာလာရဲ့ညာတောင်ပိုင်းအတွက်ကတော့ခဏခဏပေါ်ပြနေတယ်လို့ပဲ။ဘိုင်ယန်မြူးနစ်အသင်းရဲ့အော်လ်စင်နဲ့ဘုံမောက်ရဲ့စစ်မှန်ညိုတို့ကရေပန်းစားနေပါတယ်။ အခုညာတော်မန်အတွက်ကလိုင်ယွန်အသင်းမှာခြေစွမ်းပြနေတဲ့ဖိုဖာနာပဲဖြစ်ပါတယ်။ဖိုဖာနာကအခုမှအသက်20ပဲရှိသေးတယ်ဆိုပေမဲ့လည်းလိုင်ယွန်အသင်းအတွက်ပွဲချိန်ကြီးနှိပါကစားပေးထားရပါတယ်။လိုင်ယွန်အသင်းဘက်ကလည်းသူ့ကိုယုံယုံကြည်ကြည်နဲ့ပွဲထွက်ခွင့်ပေးတာကြောင့်မလို့ကစားသမားလေးရဲ့အရေးချင်းကစဉ်ဆက်မပြတ်တိုးတက်နေတာကိုတွေ့ရပါတယ်။လိုင်ယွန်နီးပြားဖွန်စီဖာက433နဲ့4231ပုံစံနှစ်မျိုးနဲ့ကစားတတ်တဲ့နီးပြားတအုပ်ဖြစ်ပြီးတော့4231ပုံစံဆိုလို့ရှိရင်ဖိုဖာနာကိုဖေတောင်မန်မှာထားလို့ရှိပါတယ်။ ီတော့သူ့အနေနဲ့ Armslot ရဲ့4231ပုံစံမှာလည်းအံဝင်လာဖို့ရှိနေပါတယ်။ Fobana ရဲ့ကစားပေါက်ကလည်းဂပူနဲ့ကွဲပြားခြားနားပြီးတော့နောက်ပိုင်းမှာ Armslot သွားကျင်နေတဲ့ Florian Wisp ကိုဗဟုပြုတိစောက်မဲ့ကစားကွက်မှာဆိုလို့ရှိရင် Fobana လို့တောင်ပန်ကစားသမားမျိုးကိုလိုအပ်ပါတယ်။ Liverpool အသင်းကလည်းစိတ်ဝင်စားနေကြကြမလို့ဖြစ်နိုင်မယ်ဆိုရင်တော့ဒီဂျယ်ဝင်ကစားသမားလေးကိုလာမယ့်ဈေးကွက်မှာပဲအမြန်ဆုံးခေါ်ယူနိုင်စေဖို့ညွှန်လင်းလိုက်ရပါတယ်ရှင်။